မုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မုံရွာနာမခါတွေကပြန်တက်လာတဲ့စိုးစုရဲ့စက်တက်လီရီရဲ့အပြင်လက်နက်ကြီးတွေနဲ့ပါမုံရွာနဲ့ဘူးတလဲနယ်ထဲကကြီးပါရီကိုရန်တမ်းပစ်ခတ်လို့6ဦးသေဆုံးခဲ့တယ်လို့ရွာစော်ကြီးတော်လန်အတန်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်အေဘီလာ24ရက်မနေ့ကည9နာရီကျော်လောက်မှာ မုံရွာနာမခမြောက်ချမ်းဘူးတလဲနယ်ထဲကဂျိုးကုန်းရွာကို နာမခတွေကပြန်တက်လာတဲ့စက်တက်လီထီနဲ့ဘုံကျဲပစ်ခတ်လို့လင်မယား2ဦးသေဆုံးခဲ့ပါရယ် ဒါအပြင်နာမခတဝင်းနဲ့ကြောက်စက်ပုံအမြောက်တက်တွေကနေလက်နက်ကြီးနဲ့ရန်တန်းပစ်ခတ်လို့မုံရွာနေတဲ့ခိုတန်းရွာကအမျိုးသမီးတို့ကံပြားရွာကအမျိုးသမီးတို့နဲ့အမျိုးသားနှစ်ဦးစုစုပေါင်း၄ဦးလက်နက်ကြီးထိမှန်တေဆုံးခဲ့ရပါတယ်။မုံရွာနာမခအတွင်းကနေအေဘီလ25ရက်ဒီကနေ့မှလည်းဗုဒ္ဓလင်နယ်တဲကိုလက်နက်ကြီးနဲ့ရန်တန်းပစ်ခတ်တာတွေဆက်လက်လှုပ်ဆောင်နေပြီးအသေးအပြောက်ရှိတယ်လို့ဆိုပေမဲ့အသေးစိတ်အခြေအနေကိုတော့မသိရသေးပါဘူး။